စနေသားသမီးများ2025ခုနှစ်ဧပြီလအတွက်တလစာဘေးဒင်းရရအထူးဟော့စတန်ဖြစ်ပါတယ်အဲ့တော့ကံအလဲလက်မှာရှိနေပါတယ်စိတ်လေးစိတ်ထွေပြီးတော့ဆုံးဖြတ်ချက်အမားတွေဖြန်းပြီးတတ်ပါတယ်လက်ထဲမှာငွေတွေများများကြက်ကြကင်မထားတင်ပါဘူးငွေတွေကြက်ကြကင်ထားလို့ရှိရင်ကျန်းမာရေးညံ့လို့တတ်ပါတယ်လူကြီးတယောက်ရဲ့အကူအညီနဲ့ကြီးကြီးမားမားရဖို့ရှိနေပါတယ်လူမျိုးသားနိုင်ငံခြားအကူအညီဆက်သွယ်ကောင်းတွေပေါ်မယ်လူမျိုးသားနိုင်ငံခြားနဲ့ပတ်သက်တဲ့ကိစ္စများက မတင်မတ်တဲ့အချိန်မှာမတင်မတ်တဲ့ပုံစံနဲ့အောင်မြင်မှုရှိနေပါတယ်။အဖို့တန်ဆက်ပစ္စည်းတွေဝင်လာဖို့ရှိနေပါတယ်။ဝမ်းသာစရာစာရရောက်လာဖို့ရှိနေပါတယ်။နှလုံးသားရဲ့ဘေးဒီအနောက်ဆက်ရှိနေပါတယ်။စကားပြောအငင်းခုံပြစ်တတ်ပါတယ်။ရံဖြစ်လိုက်ပြန်ဖြစ်လိုက်ဖြစ်နေတတ်ပါတယ်။ရစရာပေးစရာငွေများစိတ်ပူကြက်ကြပြီးမှအောင်မြင်ပါလိမ့်မယ်။ရစရာပေးစရာငွေများစိတ်ပူစကားပြောငင်းခုံပြီးမှအောင်မြင်တတ်ပါတယ်။အဲ့တော့အိမ်နွေးရင်းနဲ့ပတ်သက်လို့အိမ်တောင်ရင်းနဲ့ပတ်သက်လို့ကတော့ အကြောင်းကိစ္စမမေရမရှိဘဲနဲ့အဲမင်းရောမတက်ဖြစ်နေတတ်ပါလေအဲ့တော့ပြည်တွင်းပြည်ပခီးများကတော့အနှဲငယ်စိတ်ပူကြက်ကြပြီးနဲ့အောင်မြင်နိုင်ပါလေအဲ့တော့ဘာပဲဖြစ်ဖြစ်ဒီချိန်ကာလသည် အကောင်းဆုံးလွဲချော်တတ်တဲ့ကာလပဲဖြစ်ပါလေကိုမှရှိတဲ့ဥစ္စာပစ္စည်းငွေကြေးများရောပတ်တဲ့ကာလဖြစ်တဲ့အတွက်အထူးသတိထားပြီးတော့ပြတ်တန်းစီလိုပါလေအဲ့တော့စနေနေ့ အင်္ဂါနေ့တွေဟာနေကောင်းရတာဖြစ်တဲ့အတွက်အရေးကြီးကိစ္စများကိုဆောင်ရွက်နိုင်ပါလေစနေအင်္ဂါ ာသမီတွေစီရနေပြီးတော့အကူအညီကောင်းအကြံကောင်းဉာဏ်ကောင်းများရဖို့ရှိနေပါတယ်။တနင်္လာတာသမီများနော်တနင်္လာနေ့များကိုတော့အထူးသတိထားပြီးတော့ဖြတ်တန်းစေလိုပါတယ်။အဲ့တော့ဒီချိန်ကာလမှာငွေကြေးအချစ်ရေးအကျိုးကိစ္စအစဉ်ပြေနေတဲ့သူများကတော့စီးနေတဲ့ရေအရှင်ထဲမှာ9ခုနှစ်ကောင်ဘေးမလွတ်ပြီးတော့ဆူတောင်းခြင်းအဖြစ်အအချစ်ရေးကိစ္စငွေကြေးကိစ္စအကျိုးကိစ္စများအစဉ်ပြေအောင်မြင်နိုင်ပါတယ်။ဘယ်နေ့ဘယ်ချိန်မဆိုမကြာခဏဆောင်ရွက်နိုင်ပါတယ်။ အဲ့တော့အိမ်တောင်ရေးအိမ်တွင်းရေးလူကြီးအလုတ်နေရအစီအပြေခြင်းတဲ့သူများအဲ့တော့ရှောက်ထားတဲ့အလုတ်အမြန်ရခြင်းတဲ့သူများကတော့အာလူဟင်ဘဝင်းကြောင်းဆုံးပို့ခြင်းအဖြစ်အစီအပြေအောင်မြင်နိုင်ပါတယ်အဲ့တော့ပြည်တွင်းပြည်ပခရီးအောင်မြင်ခြင်းတဲ့သူများကတော့မရှိနွမ်းပါတဲ့တက်ကြီးရွယ်ကိုတယောက်ကိုစက်ပြအကြံလက်တုပ်ဘဝအကြံပတ်စံအနှုံးစွန့်ကြဲခြင်းအဖြစ်ပြည်တွင်းပြည်ပခရီးများအောင်မြင်နိုင်ပါတယ်ကျမ်းမာရေးအနေနဲ့ကတော့ခြေတော်ခါ1 byte စိတ်ကြောင့်ဖြစ်သောရောဂါများတိထားစီလိုပါတယ် အဲ့တော့စိတ်ကြောင့်ပြည်ယောဂဆိုတာစိတ်ညစ်ပြီးတော့ကျန်းမာရေးညနာမျိုးစိတ်ထောင်းကိုယ်ကျင့်ဖြစ်တာမျိုးယောဂများသတိထားစီလိုပါတယ်။ကျန်းမာရေးကောင်းစီမဲ့ကြရာကတော့ပေးကြော်နှစ်ခုလမ်းမှခွေကိုပြည့်ပြည့်ချင်းအဖြစ်ကျန်းမာရေးကောင်းပြီးတော့အခိုက်အတန့်ညနေကြေပျောက်စေပါလိမ့်မယ်။အဲ့တော့ဒီချိန်ကာလကိုတော့စိတ်ကောလူတော်တည်ငြိမ်စွာနဲ့ဒါပြတ်တန်းစေလိုပါတယ်။အကျိုးပေးတဲ့အကြောင်းတွေကတော့အနဲ့ရောင်၊နီညိုရောင် ရှင်ကြီးသားအယောင်တွေအားအကျိုးပေးတဲ့အယောင်တွေဖြစ်တဲ့အတွက်များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်။အကျိုးပေးတဲ့ဖြေကနန်းကတော့ခွန်ရ3ရ3ရခွန်ရပဲဖြစ်ပါတယ်။ကဲတော့ရရတွေကမကြခဏပြုလို့အောင်ဖြစ်ပါတယ်။ဘယ်နေ့မဆိုဘယ်ချိန်မဆိုဘယ်နေရာမဆိုမကြခဏအဆောင်ရမှာဖြစ်ပါတယ်။ကဲစနေသားသမီးများဧပြီလကိုလွတ်လပ်ပေါ်ပါပျော်ရွှင်စွာနဲ့ပြသနိုင်ကြပါစေ။ကျွန်တော်ရေဘေးရင်ရရဘူဒူလာတွေ ော့စတန်နေနောက်ရေရလက်ဆောင်မပြတ်ကြည့်လို့ရအောင်ဒီအပေါ်နားမှာရှိတဲ့အပေါင်းလေးကိုနှိပ်ထားပါကဲစနေသားသမီးတွေအားလုံးအောင်စေပိုင်စေနိုင်စေခိုင်စေကြ